အားလုံးပဲမင်္ဂလာပါရှင်ကြလန်ရွက်ကနေပြန်လဲကြေဆိုပါတယ်ရှင်ဟုတ်ကဲ့ပါညီမီကတော့မင်းအလုပ်လေးလာပြပြပေးမယ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအာဖနမအလုပ်ကတော့အိတန်းစီရင်လုပ်ဖို့နော်လာစာကတော့တပေါင်းနဲ့နှစ်ထောင်နေရာကတော့အယူနေရာပဲရှာမှရှိတယ်တခင်မိသားစုကတော့နေရာပေါ့နော်တလိပ်ဆာမရှိပါဘူးရှင်အဲ့ဒါကတော့အာနေပဲရှာမှသွားနိုင်တဲ့လူလဲပြရမယ်အိတန်းစီလို့ပို့လို့ရတယ်အာစာကျဲကတော့တခင်နဲ့နေတခင်နဲ့စာ၅ရက်၄ရက်ရှိတယ်မနာချိုဒီခါ၅ရက်ပတ်ပေးပါရှင် ။နောက်တနည်းကတော့အိုက်တန်ဆယ်လောက်ပေါ့နော်။လာစာကတော့1300ကနေ1400။နေရာကတော့ဆနုံကျမ်းမဆမရှိတဲ့တဖြင်းမိလာစုကတော့6ရောက်ရှိတာပေါ့နော်။အာခွေးနှကောင်ရှိတယ်၊ချောင်းနှကောင်ရှိပါတယ်ရှင့်။အနောက်ပြီးတော့အာဟင်းကူချက်ရမှာပေါ့နော်။အာအိုက်တန်ဆယ်တို့ကိုလွှဲရတယ်။ဆားဆဲကတော့တထင်းနဲ့နေတထင်းနဲ့စားပေါ့နော်။နားရဲ့၄ရက်ရှိတယ်။မနောက်ဆိုဒီခါငါရပါပေးပါရှင့်။နောက်တနေရာကတော့အာချွန်တိုတန်းဆင်းရလို့ပေါ့နော် ။ဖွန်ဒိုတန်းစီလောလားစာကတော့15,000နဲ့9,000နေရာကတော့စင်ထဝက်ကဲပဲချက်မှရှိတယ်။အာအခန်းကတော့အာလေးခန်းရှိပါတယ်ရှင့်။အာအိတ်တန်းစီတို့ကိုလွှဲရတယ်။အာခန်းပန့်စီတို့ကိုလွှဲရတယ်။နောက်ပြီးတော့အဲ့ရာချင်းတွေလဲရတာပေါ့နော်။စာစရဲကတော့တထင်းနဲ့နေတထင်းနဲ့စာပေါ့နော်။နာရဲ့၄ရက်ရှိတယ်မနာဆိုဒီခါငါရပပေးပါရှင့်။နောက်တနေရာကတော့အာအိတ်တန်းစီလောက်ပေါ့နော်။နေရာကတော့ ိုင်မှန်ပဲချက်မှရှိတယ်လဆာကတော့1000နဲ့3000ပေါ့နော်တထင်းမိသားစုကတော့3ရောက်အိုက်တန်းဖြင်းတို့ကိုလောရတယ်ဆာဆဲကတော့တထင်းနဲ့နေတထင်းနဲ့စာနာရက်၄ရက်ရှိတယ်မနာဆိုဒီခါငရပပေးတယ်ချက်နောက်တနေရာကတော့အိုက်တန်းဖြင်းလို့ပေါ့နော်လဆာကတော့1000နဲ့2000နေရာကတော့ဖုံးဖို့ပထမခါနေပဲချက်မှရှိတယ်တထင်းမိသားစုကတော့4ရောက်ပေါ့နော်အခွေးဆဲကောင်ရှိတယ်ခွေးဝါစာတမျိုးပဲကျွေးရပါတယ်ချက်အိုက်တန်းဆင်းလို့ကိုလဲရတယ်ဆာဆဲကတော့တထင်းနဲ့နေတထင်းနဲ့စာနာရက်လေးရရှိတယ်မနာဆိုဒီခါငါရပပေးပါချက် ။နောက်တနည်းရကတော့ကလေးတစ်မျိုးပဲထည့်ရပါတယ်ရှင်။လဆာကတော့တပေါင်းနဲ့၄ခေါင်၊နေရကတော့ငွေထောင်ဌာနီပဲချက်မှရှိတယ်။တထင်းမင်းသားစုကတော့ငါရပေါ့နော်တလိပ်ဆောင်မရှိပါဘူးရှင်။ကလေးတယောက်ရှိတယ်။ကလေးကတော့တနည်းရွယ်ပေါ့နော်ကလေးရဲ့ဝေယဝိဆောက်ကိုလုပ်ပေးရတယ်။အိုက်တဆီတို့ကိုလုပ်ရတယ်။အာအဲ့လောသမားတယောက်နဲ့အတူတူအဲ့ရမှာပေါ့နော်။နောက်ပြီးတော့နားရဲ့၄ရက်ရှိတယ်။မနာဆိုဒီခါငါရပပေးပါရှင်။ဟုတ်ကဲ့ပါဒီနေ့ကတော့အလုပ်အတဲလောက်ဝယ်ဝင်တာပေါ့နော်ဒီအလုပ်လေးကိုစိတ်ဝင်စားလိုက်ဆိုရင်ကြက်လန်ရုံမှာလာဆက်မလို့ရပါတယ်ရှင် ဟုတ်ကဲ့ပါအားလုံးလည်းကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်